ဆိုလာတွေတက်ကြပြီဆိုရင်ဆိုလာမတက်ခင်မှာဒီဗီဒီယိုလေးကိုကြည့်စီခြင်းလေဘာလို့လဲဆိုတော့ဆိုလာတက်ကြပြီဆိုရင်ကျွန်တော်ကအများဆုံးဖြစ်တော့ဆိုလာပန်နယ်တွေအင်ဗာတာတွေဘက်ထရီတွေဒါတွေကိုကျွန်တော်အဓိကထားပြီးရွေးချယ်ဝယ်ယူကြတာပေါ့ဒါကတော့အမှန်တရားပဲသို့တော့ကျွန်တော်တို့ကထပ်ပြီးစဉ်းစားဖို့လိုတာကကေဘယ်တွေဘရိတ်ကာတွေသူ့ရဲ့ production device တွေကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာရှိအဲ့ဒီမှာမှဆိုလာတွေတက်စင်ဆောင်ရွက်ကြတဲ့အခါမှာ ဆိုလာစနစ်ကိုတက်ဆင်ဆောင်ရွက်ကြပြီဆိုရင်အဲ့ဒီစနစ်တစ်ခုလုံးကိုကာကွယ်ပေးတဲ့အဓိကပစ္စည်းတစ်ခုဖြစ်တဲ့ DC circuit breaker လေးအကြောင်းကိုကျွန်တော်ကဝေမျှပေးသွားမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကအာ DC circuit breaker ကိုရွေးချယ်တဲ့အခါမှာအဓိကအပိုင်းအချက်6ချက်ရှိပါတယ်။ဒါလေးကျွန်တော်တို့မှတ်သားမယ်ဆိုရင်အတော်လေးလူကြီးမင်းနားလည်သွားသေးမှာဖြစ်တယ်။အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့က rated voltage ဖြစ်ပါတယ်။ So rated voltage ဆိုတာကကျွန်တော်တို့ပုံမှန်ပြီးတော့ AC မှာတော့ ။အဲကျွန်တော်တို့ဒီမှာဆိုကြပါဆို less AC line မှာဆိုရင် voltage ကိုသိပြီးစဉ်းစားစရာမလို single phase ဆိုရင်ကျွန်တော်တို့က voltage က230 voltage 230 3 phase ဆိုတော့ကျွန်တော်တို့က400 voltage 400ပေါ့ဒီ circuit breaker ကိုရွေးချယ်တဲ့အခါ voltage range တွေကအမြဲတမ်းပြောင်းနေတယ်ကျွန်တော်သုံးတဲ့ solar panel ပေါ်မှာအခြေခံပြီးတော့ solar panel ပေါ်မှာအခြေခံပြီး battery capacity ပေါ်မှာအခြေခံပြီးဓာတ်ပုံပြောင်းလဲပြီးကျွန်တော်တို့က voltage တွေကအမြဲတမ်း ပြောင်းနေတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဒေသစကိပေကရွေးချယ်တဲ့အခါမှာ voltage range ကလည်းကျွန်တော်တို့အရေးပါမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ rated current demo ဖြစ်ပါတယ်။ဆိုတော့ rated garden ဆိုတဲ့နေရာမှာကျွန်တော် rated garden ကိုတွက်ချက်တဲ့အပိုင်းလေးရှိပါတယ်။နံပါတ်၉က rated garden ပါ။တကယ်ဒီ garden တန်ဖိုးကိုသုံးနေရတဲ့တန်ဖိုးနှုံးတစ်ခုပေါ့လေ။အဲ့တော့ကျွန်တော်တို့ကပုံမှန်အဖြစ်ဒီမှာ design garden တို့ rated garden တို့ကျွန်တော်တို့ဒီအာ total current capacity တို့ဒါမျိုးလေးတွေရှိပါဟုတ်ပါပြီဒါကတော့ကျွန်တော်တို့ဟို design ဆွဲတဲ့အခါမှာရေးကြည့်တဲ့ဒီ rated garden ကိုယူရတဲ့ user ချက် calculation ဘိုင်းလေးတွေဖြစ်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ breaking capacity ဖြစ်ပါဆိုတော့ breaking capacity ဆိုတာကျွန်တော်မှ short circuit ဖြစ်တဲ့တန်ဖိုးတွေအဲ့လိုမျိုးဖြစ်လာပြီဆိုရင် short ချပြီးမှဖြုတ်ချပြီးမှဖြစ်ပါဥပမာကျွန်တော်က6 kiloampere တို့10 kiloampere တို့25 kiloampere တို့50 kiloampere တို့ဒါမျိုးပေါ့နော်အဲ့တော့ ကီလိုအမ်ပီယာဒီရှော့တက်ကဖြစ်တယ်ပုံမှန်အဖြစ်ကျွန်တော်တို့ရှော့တက်ကဖြစ်တာတွေကအဲကျွန်တော်ဆိုလာပန်နယ်ဘက်ကနေရှော့တက်ကဖြစ်တာတွေကတော့ဒါတန်ဖိုးတိတ်မကြီးနိုင်ဘူးပေါ့နော်တစ်ဖက်ကကျွန်တော်တို့အာဒီဘက်ထရီဘန်ဘက်ကနေဖြစ်တာမျိုးတွေတခါတခြားသောအကြောင်းအရာတွေကြောင့်ဖြစ်လာတဲ့ရှော့တက်ကတန်ဖိုးတွေကတော့များလာနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီရှော့တက်ကဖြစ်တဲ့ braking capacity ကိုလည်းရွေးချယ်ပြီးတော့တက်ဆင်ရတာတွေရှိနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ DC ဘက်မှာကျွန်တော်အရေးကြီးတဲ့ကျွန်တော်တို့အာ separation ဆိုတဲ့အချိန်ပါလေးပေါ့နော်အဲ့တော့အဲ့ဒီအခင်း separation ဆိုတဲ့အခန်းကဏ္ဍလည်းရေးကြည့်တယ်အဲ့ဒါကဘာလဲဆိုတော့အခင်းဖြစ်တာပေါ့ကျွန်တော် AC ဘက်ရှမ်းမှာကျတော့ AC နဲ့ပတ်သက်တဲ့ AC လုတ်တင်မှာကျတော့ AC circuit breaker တွေမှာကဒီအခင်းရှိမှာပါတော့ပါတယ်သို့တော့အဲ့ဒါကြောင့်သူက AC တွေသူကဒီ line နဲ့ neutral မှာတော့အသွားပြန်ဖြစ်နေတာဖြစ်တဲ့အတွက်သူကနက်နက်လေးပေါ့တာပေါ့နော်ကျွန်တော်ဒီ DC ဘက်ရှမ်းမှာကျတော့ DC လုတ်တင်မှာကျတော့သူက ။ Yeah, this direct garden ဖြစ်နေ။ Direct garden ဖြစ်နေတာဖြစ်တဲ့အတွက်သူက breaker ကိုဖြုတ်ချလိုက် breaker ကိုကျွန်တော် open လုပ်လိုက်တယ်ပေါ့နော်။ဖြုတ်ချ breaker ပိတ်လိုက်တယ်။ပိတ်လိုက်တဲ့အချိန်မှာဒီ contact ကကွာသွားမယ်။အဲ contact ကွာသွားတဲ့ဂျားကာလာမှာတည်းသူက archi တစ်ခုနဲ့တစ်ခုကညှို့ပြီးတော့အသေးအံသူကတိုးဝင်ပြီးတော့ဆွဲနေမယ်။အဲ့လိုဖြစ်တဲ့အခါမှာဒီ archi ဖြစ်သွားတယ်ပေါ့။အဲ့တော့အဲ့လိုမျိုးကိုရှော့ချဖို့ဆိုလို့ချင်းလေဒီအာကင်းချိန်ပါတွေအက်ဆပရက်ရှင်တွေက ကောင်းကောင်းအလုပ်လုပ်ဖို့လိုတယ်။ဒါကြောင့်ဒီနေရာမှာတော့ကျွန်တော်တို့နံပါတ်၄အနေနဲ့ကတော့ act separation ဆိုတဲ့အကိချိန်ပါလေဒါတွေကိုလို့စနစ်တကျကောင်းမွန်တဲ့ပစ္စည်းတက်ဖို့လိုတယ်။နောက်တစ်ခုနံပါတ်၅ပေါ့။နံပါတ်၅ကတော့ကျွန်တော်တို့ကဒီ standard and safety compliance ခေါ်တယ်။တော့ safety compliance ဆိုတာဘာပြောတာလဲဆိုတော့ကျွန်တော်ကဒီ breaker တစ်ခုတည်းရွေးရမျိုးမဟုတ်ဘူး breaker တစ်ခုတည်းကောင်းနေလို့မရဘူးဟုတ်တယ်ဟုတ်။ဆိုတော့ breaker နဲ့ဆက်ဆက်တဲ့ cable နဲ့ breaker ရွေးချယ်မှုပြီးရင်ဒီ DC breaker နဲ့ကျွန်တော် fuse တွေရဲ့ဆက်နွယ်မှု ပြန်ဒီဒီစက်ပစ်ဘရေကာနဲ့ကျွန်တော်တခြားသောဒီ SPD search productive device တို့တခြားသော productive device တွေကလည်းကန့်ညီတဲ့ပုံစံရှိနေရမယ် match ဖြစ်နေရမယ်ပေါ့ဒါကိုပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့နံပါတ်6ပေါ့နံပါတ်6ကတော့ဘာကိုပြောချင်တာလဲဆိုတော့ polarity ပါကျွန်တော်တို့တွေတက်စင်ဆောင်ရွက်ကြပြီဆိုမှအပေါင်းနဲ့အနှုတ်ပေါ့ တော့ဒီသီးပိကရရွေးချယ်ပြီးတော့သူရဲ့ပိုလာရတီကတစ်ဖက်ကတော့အပေါင်းတစ်ဖက်ကတော့အနှုတ်တခါဝေမာဒီလိုဖြစ်ပြီးအောက်ဘက်ကတော့အပေါင်းနှုတ်လေးရနည်းနည်းလေးကျွန်တော်တို့ဟိုမထင်ထားတဲ့ပုံစံလေးတွေရှိနေတတ်တယ်အဲ့တော့ပိုလာရတီဒီပုံမှန်ပဲသတိထားတရားကဆိုလာပန်နယ်ဘက်ကနေအပေါင်းနဲ့လာရင်ဆိုလာပန်နယ်ဘက်ကနေအပေါင်းနဲ့လာရင်ဘက်ထရီမှလည်းအပေါင်းနဲ့ဝင်ရမယ်ဆိုလာပန်နယ်ဘက်ကနေအနှုတ်နဲ့လာရင်ဘက်ထရီမှလည်းအနှုတ်နဲ့ဝင်ရတယ်ဒါကသူ့ရဲ့ သဘောတရားပေါ့နော်ဒါပေမဲ့အလားအကိုတကယ် insulation လုပ်တဲ့အခါမှာတော့ဒီ DC circuit ပုံပေါ်မှာရှိနေတဲ့ဒီ polarity အကြောင်းလေးတွေကိုလည်းကျွန်တော်ကဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီအဓိကအချက်6ချက်ကိုလူချင်းမင်းတို့နားလည်ထားမယ်ဆိုရင်ရွေးချယ်မှုမှာအတော်လေးကျွန်တော်အရှင်းကြီးတစ်ခုတည်းကျွန်တော်တို့ကသိချင်ပြီးဖြစ်နေမှာဖြစ်ပါတယ်ဒီ DC circuit breaker တွေကိုရွေးချယ်ကြတဲ့အခါမှာဘယ်လိုမျိုးရွေးချယ်ခဲ့ကြသလဲဘယ်လိုရွေးချယ်နေသလဲရွေးချယ်နည်းလေးတွေကိုလည်းမျှဝေပြီးတော့ comment မှာရေးပေးသွားလို့ရပါတယ် ဒီအချက်6ချက်ကိုကျွန်တော်ကစနစ်တကျနဲ့ဝေမျှပေးဖို့ပညာတနာအနေနဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့လာမယ့်ကျွန်တော်တို့မနက်ဖြန်ပေါ့နော်တနင်္လာနေ့29ရက်နေ့ည8:00နာရီမှာ Zoom Live နဲ့ကျွန်တော်ဝေမျှပေးသွားဖို့ရှိပါတယ်။ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်တန်ဖိုးရှိစေခဲ့ရင် comment ကနေလည်းရေးအပ်ဆုံးမှန်သွားပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်။